ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအာဆီဝင်းကကကမ္ဘာဖလားပြိုင်ပွဲကိုအသင်း48သင်းအထိအရေးအတွက်တိုးပြီးကျင်းပတဲ့ပေါ်ကာကွယ်ခဲ့ပြီးဒါကပြိုင်ပွဲအရေးသေးကိုရောကြစေမှာဖော်ဘူးလို့ယုံကြည်နေပါတယ်။အာဆီဝင်းကကအသင်း48သင်းဟာတင့်တော်တဲ့ကိန်းကနဲလို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကဖီဖာနဲ့ဆက်နွယ်နေတဲ့နိုင်ငံပေါင်း112နိုင်ငံရဲ့25ရာခိုင်နှုန်းအောက်ပဲရှိပါတယ်။အသင်း၄သင်းတဲ့ကတသင်းရှင်ပြန်ခွင့်ရတဲ့အတိတ်ပဲဖြစ်ပြီး85ရာခိုင်နှုန်းကတော့ရှင်ပြန်ခွင့်မရပါဘူး။ကျွန်တော်ကတော့ဒါ့ကိုအကောင်းမြင်မှုရှိပါတယ်လို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နောက်နှစ်ဆနစ်ကမ္ဘာဖလားပြိုင်ပွဲကိုအသေးမောင်32တင်းနဲ့ကျင်းပခဲ့ပြီမယ်။အမေရိကန်၊မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့ကပူးတွဲအင်ရှင်ပြည့်ကျင်းပမယ်။2026ကမ္ဘာဖလားပြိုင်ပွဲကတော့အသေးမောင်48တင်းနဲ့ကျင်းပမယ်။ပထမဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်လာမှာပါ။ဒီလိုအသင်းကြီးတွေတို့ပြီးကျင်းပတာကပြိုင်ပွဲအရေးသေးကိုရောကြစေမယ်ပေါ့။စိုးရိမ်မှုတွေရှိနေကြပါသေး။ဒါပေမဲ့အာဆင်နယ်အသင်းနီးပြဟောင်းအာဆင်ဝင်းကကတော့အသင်းကြီးတွေတို့ပြီးကျင်းပတာကိုထောက်ခံခဲ့တာဖြစ်ပါသေး။ FIFA ကမကြသေးမီကကျင်းပခဲ့တဲ့ U18 ကမ္ဘာဖလားပြိုင်ပွဲကိုလည်းအသေးမောင်48တင်းနဲ့ကျင်းပခဲ့တာပါ။2026 က်ကြောက်ကပ္ပလားပြိုင်ပွဲကို၄သင်းစီပါဝင်တဲ့အုပ်စု12ခုခွဲသွားမှာဖြစ်ပြီးအုပ်စုထိန်းစုံတဲ့သင်းစီပြင်အုပ်စုတတိယအကောင်ဆုံး၈သင်းကနောက်တစ်ဆင့်တက်ခွင့်ရမှာဖြစ်ပါတယ်။၂026ကပ္ပလားပြိုင်ပွဲအတွက်အုပ်စုမဲခွဲမှုတွေကိုဒီဇင်ဘာ9ရက်မှာပြုလုပ်သွားမှာပါ။၂026ကပ္ပလားပြိုင်ပွဲကိုဇွန်လ17ရက်ကနေဇူလိုင်19ရက်ထိကျင်းပသွားမှာဖြစ်ပါတယ်။